ရွေးမျိုးရှိသောတာရှင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်စက်တင်ဘာလ26ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG ရဲ့စီးရီးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ရွာငံမှာတောင်ပြိုကျလို့စစ်ဘေးရှောင်နေတဲ့ကလေးငယ်လေးပါဝင်လူ၁၀ဦးသေဆုံးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်းအုတ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်ကစစ်ပေးရှောင်နေနေထိုင်တဲ့နေရာမှာတောင်ပြိုကျခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင်လူ၁၀ဦးသေဆုံးခဲ့ရတယ်လို့ဒနုမျိုးသားကာကွယ်ရေးတပ်တော် DSNDA ကဒီကနေ့စက်တင်ဘာလ26ရက်မှာထုတ်ပြန်လာပါတယ်။စက်တင်ဘာလ24ရက်နေ့ကစစ်ပေးရှောင်စခန်းတစ်ခုပေါ်ကိုတောင်ပြိုကျမှုဖြစ်စဉ်နဲ့ပတ်သက်လို့အခုလိုပဲအတည်ပြုလာတာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့်ဒေသနေပြည်သူတွေဟာတောင်အောက်မှာခိုလုံနေရချိန် တောင်ပြိုကျမှုနဲ့ကြုံခဲ့ရတာလို့ဒေတာရင်းသတင်းရင်းမြစ်တွေကလည်းပြောပါရယ်။တောင်ပြိုကျမှုကြောင့်စေဘေးရှောင်စခန်းဟာကြောက်ခဲတွေနဲ့မြေသားတွေပြီးပြီးစေဘေးရှောင်ပြည်သူ၁၀ဦးနစ်မြုပ်တေဆုံးသွားခဲ့တယ်လို့ဆိုပါရယ်။တေဆုံးသူတွေဟာအမျိုးသား၅ဦးနဲ့မျိုးသမီး၅ဦးဖြစ်ပြီးအမျိုးသားတွေကအသက်60 45 22နှစ်10နှစ်နဲ့9နှစ်ရွယ်တွေဖြစ်ခါအမျိုးသမီးတွေကတော့အသက်65နှစ်48နှစ်36နှစ်24နှစ်နဲ့တနှစ်ရွယ်တွေဖြစ်တယ်လို့ DSNDA ကအသိပေးပါတယ်။ လက်ရှိမှာတော့တေဆုံးသူတွေတဲကအလောင်းအချို့ပျောက်ဆုံးနေစေဖြစ်ပြီးအသက်22နှစ်အရွယ်မျိုးသားတဦးရဲ့အလောင်းကိုပဲရှာထားတယ်လို့သိရပါတယ်။ရွာငံမြို့ကြောက်တော့ရွာဘက်မှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေရင်နဲ့ပုံကျဲတာခြေလင်းစစ်ကြောင်းထိုးတာတွေကြောင့်ဒေသနေပြည်သူတွေဟာဘေးလွတ်ရာတောတောင်တွေထဲမှာခိုးအောင်းနေရပြီးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာကြောင့်ဒီစစ်ဘေးရှောင်တွေကိုဝိုင်းဝန်းကူညီပေးကြဖို့ဒနုမျိုးသားကာကွယ်ရေးတပ်တော် DSNDA ကမြစ်တာရက်ခံထားပါတယ်ခင်ဗျာ။အခုဆက်လက်ပြီး ရွာငံမြို့နယ်ကစစ်ပေးဆောင်ပြည်သူတွေကိုကူညီပေးကြဖို့ DSNTA မြစ်တာရက်ခံတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်မှာစစ်ကွန်မရှင်တပ်ကစစ်ကြောင်းထိုးပြီးပြည်သူပိုင်းအိမ်တွေနဲ့ဇပကြီးတွေကိုမီးရှို့ဖျက်ဆီးနေခဲ့တာကြောင့်စစ်ပေးဆောင်နေရတဲ့ဒေသနေပြည်သူတွေကိုကူညီပေးကြဖို့တနုမျိုးသားကာကွယ်ရေးတပ်တော် DSNTA ကမြစ်တာရက်ခံထားပါလေ။အချမ်းမစစ်တပ်ဟာအောက်ဂလာကစပြီးအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့အတွက်ဒေသနေပြည်သူတွေစစ်ပေးဆောင်နေရတာလို့ဆိုပါတယ်။ အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာမင်းပလောင်ရွာကစစ်ဘေးရှောင်ပြည်သူတွေနေထိုင်ရာတောတောင်တွေထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်သလိုစစ်ဘေးရှောင်တဲတွေကိုပါမီးရှို့ဖျက်ဆီးခဲ့ပြီးမင်းပလောင်ရွာမှာတက်ဆွဲနေတဲ့အတွက်မင်းပလောင်ရွာကစစ်ဘေးရှောင်တွေအခက်ခဲနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။အလားတူရွာငယ်မြို့နယ်တွေကညောင်မေသာရွာနဲ့ကြောက်တော့ရွာကိုလည်းဩဂုလ၁၈ရက်နေ့နေ့လယ်ပိုင်းမှာ Jet Fighter တစ်စင်းရဟတ်ရင်နှစ်စင်းနဲ့ဘုံသုံးလုံးကျဲချခဲ့ပြီးအဂုလာ၁၉ရက်ကစပြီး၄ရက်စတိုင်ဟောဝဇာနဲ့အလုံး၄၀ကျော်ပြစ်ခတ်ခဲ့တယ်လို့ ်ဩဂုလ20ရက်နေ့မှာလဲရဟယင်2ဆင်းနဲ့ဘုံသုံးလုံးထပ်ပြီးကျဲချခဲ့တယ်လို့ DSNDA ကအသိပေးပါတယ်အချမ်းပတ်စစ်ကောင်ရှင်တပ်ဟာဝေဟင်ကနေဘုံကျဲတိုက်ခိုက်ပြီးအင်အား200ကျော်နဲ့ညောင်မေသာရွာကိုခြေလင်းစစ်ကြောင်းထိုးခဲ့ပြီးကြောက်တော့ရွာကိုအင်အား80နဲ့စစ်ကြောင်းထိုးကတက်ဆွဲထားတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဲဒီစစ်ကြောင်းတွေဟာညောင်မေသာရွာကပြည်သူပိုင်အိမ်တွေကိုဖျက်ဆီးတာအိမ်မွေးထရေးဆန်တွေဖြစ်တဲ့ကျွဲကျက်တဲ့အိမ်မွေးခွေးတွေကိုတတ်စားတာပြည်သူတွေတင်းစီထားတဲ့ပစ္စည်းတွေကိုခိုးယူတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဩဂုတ်လ25ရက်နေ့ကဆိုရင်ကြောက်တော့ရွာကပြည်သူပိုင်းအိမ်38လုံးကိုမိရှို့ဖျက်ဆီးခဲ့ပြီးစစ်ကြောင်းတွေပြန်ဆုတ်သွားခဲ့ပေမဲ့စက်တင်ဘာလ17ရက်နေ့မှာအင်အား120နဲ့စစ်ကြောင်းတက်ထိုးပြီးလေတော်တွေမှာရှိတဲ့တဲတွေကိုမိလိုက်ရှို့ခဲ့ကဝက်နဲ့ချက်တွေကိုတတ်စားကစက်တင်ဘာလ14ရက်နေ့25ရက်နေ့မှာတော့ကြောက်တော့ရွာကအိမ်23လုံးနဲ့ဇပက်ကြီးတွေကိုမိထပ်မံရှို့ခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာတော့အဲ့ဒီရွာတွေကဒေသနေပြည်သူအများပြားဆစ်ဆောင်နေကြရပြီးဒုက္ခရောက်နေကြတာကြောင့်မိဘပြည်သူများအနေနဲ့ဝိုင်းဝန်းကူညီပေးကြဖို့ ဒနုမျိုးသားကာကွယ်ရေးတပ်တော် DSNDA ကမြစ်တာရက်ခံတာလာဖြစ်ပါလိမ့်ညာခုတ်ခါတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ထံလက်နက်ရောင်းချရမှာပါဝင်နေတဲ့မြောက်ကိုရီးယား2ဦးမြန်မာ3ဦးနဲ့ကုမ္ပဏီတစ်ခုကို American စီးပွားရေးတံခတ်ပိတ်ဆို့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါလိမ့်မြောက်ကိုရီးယားကနေမြန်မာစစ်ကော်မရှင်ကိုလက်နက်ရောင်းချရမှာပါဝင်ပတ်သက်နေတဲ့မြောက်ကိုရီးယား2ဦးမြန်မာ3ဦးနဲ့ကုမ္ပဏီတစ်ခုကို American ကစီးပွားရေးတံခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ American အစိုးရဗဏ္ဍာရေးဝန်ကြီးဌာန OFAC က စက်တင်ဘာလ25ရက်မှာထုတ်ပြန်လိုက်ပါတယ်။မြောက်ကိုရီးယားစစ်တပ်ရဲ့လက်နက်ရောင်းဝယ်ဖောက်ကားမှုစီစဉ်မှာငွေကြေးပိုင်းတာဝန်ယူထားသူတွေကိုရက်ကိုအရေးယူခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ထုတ်ပြန်လာတာဖြစ်ပါတယ်။မြောက်ကိုရီးယားရဲ့ဥပဒေမဲ့လက်နက်စီစဉ်တွေဟာအမေရိကန်နဲ့မဟာမိတ်တွေကိုတိုက်ရိုက်ချင်းချောင်နေတာမို့ပောင်ဝင်ပတ်သက်နေတဲ့ငွေကြေးကိုရက်တွေကိုဖျက်သိမ်းချိန်မုံသွားမှာပါလို့အမေရိကန်ဗန်နိုင်းဝန်ကြီးဌာနအကြမ်းဖက်မှုနဲ့ငွေကြေးဆိုင်ရာထောက်လှမ်းရေးတာဝန်ရှိသူ John K. Hurley ကပြောဆိုပါတယ်။မြောက်ကိုရီးယားရဲ့ Korea Mining Development Trading Corporation KOMIT နဲ့စစ်ကော်မရှင်ကြားလက်နက်ရောင်းဝယ်မှုလက်ကူချုံးဝေစေရေးအဓိကအကွန်ရက်တစ်ခုကိုအမေရိကန်ကဖော်ထုတ်ရည်ယူထားပြီးအမေရိကန်ရဲ့ရည်ယူမှုဟာစစ်ကော်မရှင်ထံလက်နက်ရောင်းချနေတာကိုဟန်တားဖို့နဲ့မြောက်ကိုရီးယားအစိုးရအတွက်အရေးကြီးတဲ့ရမငွေလမ်းကြောင်းကိုဖျက်တော့ဖို့ဖြစ်တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်မြန်မာနိုင်ငံက Royal Shunlet Company Limited ဟာ စစ်ကော်မရှင်အတွက် KOMID ကုမ္ပဏီနဲ့လက်နက်ဝယ်ယူရေးသဘောတူညီချက်ကို2022ခုနှစ်မှာပထမဆုံးအကြိမ်ပွဲစားလုပ်ပေးခဲ့ပြီး2023ခုနှစ်နှစ်ကုန်ပိုင်းကစလို့ KOMID ထံကနေလက်နက်တွေထပ်ပြီးဝယ်ယူနိုင်ဖို့ Royal Shanghai Company Limited ကဝန်ထမ်းဖြစ်တဲ့ကျော်သူမျိုးမြင့်နဲ့ CEO အမှုဆောင်ရရှိချုပ်တင်မျိုးအောင်တို့ကတရုတ်နိုင်ငံကိုသွားခဲ့ကြတယ်လို့ဆိုပါတယ်။ Royal Shanghai Company Limited ကဝန်ထမ်းတွေဟာမြန်မာကိုယ်စားလှယ်အဖွဲ့အတွက်မြောက်ကိုရီးယားဗီဇာရရှိရေးတရုတ်နိုင်ငံဘေကျင်းမြို့ကိုသွားရောက်ခဲ့တာလို့လည်းအသိပေးပါတယ်။ ဘေကျင်းမြို့မှာရှိတဲ့ KOMIT ကလက်ထောက်ကိုယ်စားလှယ်ခင်ပြုံကျူးကတခြား KOMIT ကိုယ်စားလှယ်တွေတင်မျိုးအောင်ကျော်သူမျိုးမြင့်တို့နဲ့တူမြန်မာစစ်တပ်အတွက် Royal ရှုံးလဲကနေတဆင့်ဝင်းဟင်းဘုံနှမျိုးဝင်းဟင်းစောင့်ကြည့်ရေးကိရိယာတွေရောင်းချပေးဖို့ညှိနှိုင်းပေးခဲ့ရမှာ KOMIT က Royal ရှုံးလဲကုမ္ပဏီကိုဝင်းဟင်းဘုံလမ်းညွှန်ကိရိယာနမူနာတွေစမ်းသပ်သုံးစွဲဖို့နဲ့အယောင်းဝယ်ဖြစ်စေဖို့ပေးရခဲ့တယ်လို့သိရပါတယ်မြန်မာစစ်တပ်အတွက်လက်နက်ပွဲစားလုပ်နေတဲ့ Royal ရှုံးလဲကုမ္ပဏီမှာအောင်ကိုကိုဦးဆိုသူက ကွန်မတီဒါရိုက်တာအဖြစ်ပါဝင်ဆောင်ရွက်နေတယ်လို့လည်း OFAC ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါကြောင့် Royal Shunlet Company နဲ့ကျော်သူမျိုးမြင့်တင်မျိုးအောင်အောင်ကကူဦးတို့ကိုအမေရိကန်ကစီးပွားရေးပိတ်ဆို့တန်ခတ်အရေးယူလိုက်တာလို့သိရပါတယ်။ Royal Shunlet Company ကိုကနေဒါနဲ့ဗြိတိန်တို့က2024ခုနှစ်အောက်တိုဘာလမှာတန်ခတ်အရေးယူခဲ့ပြီး2023ခုနှစ်ဒီဇင်ဘာလမှာဥရောပသမဂ္ဂကအရေးယူတန်ခတ်ခဲ့တယ်လို့မှတ်တမ်းတွေရသိရပါတယ်။ ။ဒါပြင်စစ်ကော်မရှင်ရဲ့လက်နက်ရောင်းဝယ်မှုမှာပါဝင်နေတဲ့မြောက်ကိုရီးယားရဲ့လက်နက်စီစဉ်တွေမှာပါဝင်နေတဲ့မြောက်ကိုရီးယား Korean Mining Development Trading Corporation ကုမ္ပဏီကကင်မြုံဂျူးနဲ့မြောက်ကိုရီးယားထောင်လိုင်းဌာနကနမ်ချုံဦးနှုတ်ကိုလည်းအမေရိကန်ကအရေးယူတန်ခတ်လိုက်တယ်လို့သိရပါပါတယ်ခင်ဗျာ။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့စီရီးသတင်းကတော့ဝင်းသုံမျိုးနယ်ကလူလူကိုထောက်ပံ့မှုနဲ့တူမိုင်းနဲ့လေကြောင်းအန်ရဲ့ကာကွယ်ရေးအသိပညာပေးမှုတွေပြုလုပ်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါလေ။ စကိုင်းတိုင်းဝင်းတုံမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေမှာလူမှုကိုထောက်ပံ့မှုနဲ့အတူမိုင်းနဲ့လေကြောင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးတာတွေပြုလုပ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဒီကနေ့စက်တင်ဘာလ26ရက်နေ့မှာထုတ်ပြန်လာပါတယ်။ဝန်ထုံမျိုးနယ်အတွင်းမှာရှိတဲ့ကြေးရွာတွေရဲ့ဒေသခံတွေနဲ့ဆရာဆရာမတွေပါဝင်ကျောင်းသူကျောင်းသားတွေကိုအမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးတာဝန်ခံနဲ့မြို့သမီးကြီးရာတာဝန်ခံတို့ကထောက်ပံ့ကူညီမှုတွေနဲ့အသိပညာပေးဟောပြောမှုတွေအခုလထဲမှာပြုလုပ်ခဲ့တာလို့ဆိုပါတယ်။ ကျေးရွာလူလူဆရာဆရာမနဲ့ចောင်းသားចောင်းသူတွေကိုအာဟာရကျွေးမွေးတာစာရေးကိရိယာထောက်ပံ့တာတွေပြင်ကိုဝန်ဆောင်မျိုးသမီးတွေကိုထောက်ပံ့ငွေလဲပေးရခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မျိုးသမီးကျေးရွာတာဝန်ခံနဲ့လူခွင့်ကျေးရွာတာဝန်ခံတွေဟာမိုင်းအန်ရဲ့ကာဝယ်ခြင်းလေချောင်းအန်ရဲ့ကာဝယ်ခြင်းနဲ့ UDHR Child Right တို့ကိုဟောပြောဆွေးနွေးတာတွေပြုလုပ်ခဲ့ကြပြီးအပြည်ပြည်ဆိုင်ရာလူခွင့်ကျေးရွာစာရန် Handbook အုတ်80ပေးဝေခဲ့တယ်လို့အသိပေးထားပါတယ်။ဟောပြောပွဲကိုတက်ရောက်လာကြတဲ့ចောင်းသားတူနဲ့ចောင်းသူတူက ကလေးသူငယ်ခွန်ရေးတွေနဲ့ပတ်သက်တာတွေတည်ခွင့်ရတာကြောင့်မိမိတို့အနာဂတ်အတွက်ကြိုတင်ပြင်ဆင်နိုင်တယ်လို့မိမိကိုယ်တိုင်လည်းကာကွယ်နိုင်ကြောင်းနဲ့လူခွန်ရေးအခြေခံတွေကိုသိရတဲ့အတွက်မိမိတို့အခွင့်အရေးပြင်တခြားသူတွေရဲ့ခွန်ရေးတွေကိုပါလေးစားရမယ်ဆိုတာသိရှိလာရကြောင်းမှတ်ချက်ပြုပြောကြားခဲ့ပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီရေးသတင်းကောင်းလို့ချက်တွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ